ငါကိုယ်တိုင်ဖြေတာအမေကပဲအိမ်ကနေပြီးတော့ထောက်ပံ့ပေးတယ်အိမ်ကလေးတွေရောကျောင်းကလေးတွေကစားဒါပေမဲ့ကျွန်မစေတန်းကနေပြီးတော့ဆနတန်းအထိကကျွန်မမကပဲကျွန်မကိုကျောင်းကျွတ်ထောက်ပံ့ပေးခဲ့တယ်ဒီအဲ့ဒီနောက်ပိုင်းတွေမှာကျတော့အမေကအသက်ရွယ်ရတာကြောင့်အဲ့လိုမျိုးအလုပ်ပိုင်းမှာထပ်ပြီးတော့မလုပ်နိုင်တော့တဲ့ကြောင့်မို့အမကပဲဦးဆောင်ပြီးတော့အိမ်စေးတွေကစားညီမကျွန်မကျောင်းစေးတွေကစားအကုန်လုံးထောက်ပံ့ပေးတယ်အဲ့လိုမျိုးအိမ်မှာအမတယောက်ကပဲဝင်ရရှိရဆိုတော့အိမ်မှာငွေကြေးပိုင်းဆိုင်ရာအဆင်ပြေမှုတွေဖြစ်လာခဲ့တယ် အဲ့ဒီနောက်ပိုင်းမှာဆိုရင်ညီမဆက်သက်တာနောက်မှာပေါ့အဲ့လိုမျိုးအတူဝင်လာခဲ့တယ်။ငါကျောင်းဆက်မတက်တော့ပဲနဲ့ငါအလုပ်ပဲလုပ်တော့မယ်ပေါ့။အဲ့လိုမျိုးဒီအတွေးတွေကဝင်လာခဲ့တယ်ပေါ့။စဉ်းစားနေအဲ့မှာဆင်မပြေဘူးဆိုတော့ကိုကကျောင်းမဲဆက်သက်ရတော့မလို့လို့သွားလဲသွားချင်တယ်။ဒါပေမဲ့လည်းသွားရတာလည်းကိုကလည်းစိတ်မဖြောက်တလို့လို့အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်။အဲ့လိုပဲအလုပ်ပဲအဲ့လိုပဲဆက်သွားတော့မယ်။လမ်းนี่လမ်းပြောက်တယ်ပေါ့ကိုက အဲ့အဆင်မပြေမှုတွေအနေနဲ့အဲ့လိုမျိုးများလာတယ်အိမ်မှာလည်းဆင်မပြေဘူးအပြင်မှာသွားလို့ရှိရင်လည်းအဲ့လိုမျိုးဆင်မပြေမှုတွေနဲ့ဟုတ်ဝင်နေတဲ့လက်ရုံညီချွေဖြစ်အောင်လည်းနေရတာလိုအပ်ခက်ခဲလာခဲ့တယ်ပေါ့နော်အဲ့လိုချမ်းမှဆိုလို့ရှိရင်လည်းအောင်ဆက်မတော့ဘယ်နဲ့အိနေဆုံးတော့ငါမိသားစုအတွက်ကအဆင်ပြေအောင်လို့ငါအလုပ်ပဲလုပ်တော့မယ်အဲ့ဒါကငါမိသားစုအတွက်ဒီလမ်းကပို့ပြီးတော့အဆင်ပြေမယ်အဲဒီရွေးချယ်လိုက်တဲ့လမ်းပို့ပြီးတော့ကောင်းမယ်လို့မျှော်မှန်းနေတော့အဲ့လိုမျိုးထိဆုံးဖြတ်ခဲ့ဘူးရဲ့ ဒါပေမဲ့အမကတော့အဲ့လိုမျိုးမဖြစ်စေချင်ခဲ့ဘူးပေါ့အမကတော့ဟောတနည်းပဲကျန်တော့တယ်သူမိမကသူကအဲ့လိုမျိုး high school ထိရောသူရအောင်သူထားပြီးတော့သူကအဲ့လိုမျိုးပြီးစေချင်တယ်ပေါ့အဲ့လိုမျိုးချောင်းမအမကတော့တနည်းပဲကျန်တယ်သူထားပြီးခဲ့တယ်ပေါ့အမေရအောင်အဲ့လိုမျိုးအမနေဆိုရင်လို့ရှိရင်ကျမအမကလည်းသူလည်းအဲ့လိုမျိုးပညာရေးကိုဆက်ပြီးတော့သွားရှိခဲ့တယ်ဒါပေမဲ့သူကတော့ အိမ်မှာအမကြီးအမိညာဆိုတဲ့တိုင်းနဲ့သူကအိမ်မှာအိမ်သူကပြီးတော့အမေကြီးအတွက်အဲ့လိုမျိုးအိမ်စည်းတွေတောင်းစည်းတွေတော့ကြောက်သူကအလုပ်ဆက်လုပ်ခဲ့တယ်။ရောသူကပစ္စည်းတခုသူညီမကအဲ့လိုမျိုးတောင်းသွားရမယ်သူညီမရဲ့ဈာမသူမျက်နှာမမြင်အောင်ပစ္စည်းတခုသူလည်းလိုအပ်တယ်ညီမလည်းလိုအပ်တယ်ဆိုလို့ရှိရင်သူကသူမယူဘဲနဲ့ညီမကိုပြေးခဲ့တယ်ပေါ့ ဲ့လိုမျိုးအပူဝင်ဝင်ရအောင်ဆိုပြီးတော့အိမ်တော့အဲ့လိုမျိုးရအောင်အလုပ်တွေအလုပ်ထွက်ရှာခဲ့ရပေါ့နော်အလုပ်ရှာခဲ့တဲ့နေရာလေးချောင်းပိတ်ပင်လေးကိုအပူဝင်ဝင်ရအောင်ကြောင်းတက်လို့ရှိရင်လည်းကိုကိုယ်ကိုယ်လည်းကိုကိုယ်ကိုယ်အဲ့လိုမျိုးကြောင်းအဲ့လိုရအောင်ကြောင်းစင်းရအောင်ဆိုပြီးတော့အဲ့လိုမျိုးအလုပ်တွေထွက်ရှာခဲ့တယ်ဒါပေမဲ့အစပိုင်းမှာတော့အလုပ်ကရှာရခက်ခဲတာပေါ့အလုပ်တော်ရုံနဲ့မရခဲ့ဘူးဒါပေမဲ့ဒီနောက်ကြာလာတဲ့အခါကျတော့အလုပ်ချိန်ပိုင်းလို့တခုရခဲ့တယ်ဒီကဈေးဆိုင်မှာ ဈေးရောင်းအကူအညီနဲ့အဲ့လိုမျိုးအလုပ်ရိုက်ခဲ့ပြီးတော့မလားကြော်ကြော်လောက်အချိန်ပိုင်းနေနဲ့လှုပ်လှုပ်ခဲ့ပါဒီနောက်ဆုံးနေ့ဒီခက်ခက်ခဲခဲပြန်ပြီးတော့တက်ရတဲ့ဒီအတန်းကိုအောက်ဆုံးကြော်ဖြတ်မယ်ပြီးလို့ရှိရင်ဒီစနစ်တန်းပြီးလို့ရှိရင်လည်းငါတကယ်လုပ်ငန်းခွင်တယ်မပြေပြေတကယ်နောက်ထပ်သင်းဖြစ်တဲ့အဲ့လိုမျိုးလက်တွေ့ဘွားတယ်နောက်ထပ်ခြေကလန်ထပ်ပြီးတော့ဝင်ရတော့မယ်ဆိုတဲ့ခါကျတော့ကို လိုပြောမှာဒီအတော်တွင်းမှာဒီចောင်းသားဘဝအတော်တွင်းထဲမှာရလာတဲ့အခွင့်အရေးတွေအလိုမျိုးဒီတော်တွင်းမှာရလာတဲ့ program တွေမှာကိုလျှောက်လို့ရတဲ့ program တွေအကုန်လုံးကိုလက်လို့မခံမဲနဲ့ရှိသမျှပေါ့ကို research တွေလုပ်တယ် online မှာဆိုလို့ရှိရင်လည်းဒီ program ကဘယ်လိုမျိုးလဲအလိုမျိုးအကုန်လုံးရှာပြီး research လုပ်ပြီးတော့ try ခဲ့ပါရောဒါပေမဲ့ကျွန်မအစကတော့ဒီ ပညာရေးဆက်သွားတဲ့ GD program တွေကျွန်မလျှောက်ခဲ့တယ်။ဒါပေမဲ့ကျွန်မမရခဲ့လို့ရှိရင်ကျွန်မ vocational line ဖြစ်တဲ့ဒီတဲ့ဟာကိုပဲကျွန်မဆက်သွားဖို့အတွက်ရည်ရွယ်ထားခဲ့တာပေါ့နော်။အဲ့ဒီဘက်မှာလည်းပို့ပြီးတော့အဆက်ဆက်ဆိုလို့ပို့ပြီးအလေးတားခဲ့တယ်ပေါ့။ဒါပေမဲ့ဆိုကိုယ့်အိမ်အခြေအနေရတော့လေကိုကဒီဝင်ငွေကိုရှာဖို့အတွက်ပဲပို့ပြီးတော့ဦးစားပေးပြီးတော့အဲ့လိုမျိုး vocation ရဲ့ဘိုင်းမှာလည်းလျှောက်ခဲ့တယ်ဒီ you connect မှာ you connect ဒီလို့ရှိရင် lesson program တွေ ဒီမဲဆောင်မျိုးမှာပဲရှိတဲ့ဒီ root line တွေမှာလည်းရှောက်ခဲ့ပါတယ်ဟုတ်ခုနကပြောသလိုပဲပေါ့ကိုရှောက်ထားခဲ့တာပြီးတော့နောက်တစ်ခါတို့ reset ပြန်လာတဲ့ခါကျရာကိုကအာ vocational line မှာလည်း program တွေမှာရောဒီ program တွေရလာထွက်လာတဲ့ခါမှာကျတော့ရလကနှစ်ခုဖြစ်နေတယ်ပေါ့နော် line of vocational line တစ်ခုရယ် educational line တစ်ခုနှစ်ခုစလုံးမှာ pass ခဲ့တဲ့တော့ကြောင့်မလို့ရွေးချယ်ရပြီပေါ့ ဆက်စားတော့တော့ကို vocational line ကိုမရေးမယ်လို့ဆုံးဖြတ်ပြီးတော့လောက်ထားတဲ့လူတယောက်ကလည်းကရလာထွက်လာတဲ့ခါကျတော့လေအိမ်နဲ့ပြောပြီးတော့အမကလည်းအဲ့ဒီ education line ကိုမပွားဘူးတော့အားပေးတယ်တိုက်တော့လေအဲ့လိုမျိုးအိမ်မှာသူသူသူစီမံနေပြီးမယ်ပေါ့သူကအဲ့ဒီ line ကိုမပွားဘူးတော့ပံ့ပိုးတယ်ညီမကိုယ်တိုင်ကလည်း 啊，你来，啊就去穿个 a 衣咯，o 穿起来无？你去一个遐了，带穿起来，特别咩，过下穿的仰高，布衣穿的来用，羽绒棉所有穿的，布衣咯，去穿穿的皮，布衣咯皮鞋内面么呢？特别阿买个漂漂皮毛、阿皮毛的，特别马霞，加带大呢，矮子尼阿哦，对个，伊穿在了后头特别咩？ ဒီတော့တင်မှာလဲသူတို့တွေစင်ပြေသွားလိုက်နေနည်းနောက်ထပ်ပို့ပြီးတော့ကောင်းအောင်လို့ဒီ education line ကိုမဲသွားလိုက် အကုန်လုံးဆရာတွေရကောငွေချင်းနေရရောဒီတောက်စုတွေရကောအတိပတ်ကိုပဲပို့ပြီးတော့အားပေးခဲ့တယ်အတိပတ်မှာပဲစူးစမ်းဖို့အတွက်အကုန်လုံးကထောက်ပံ့ပေးကြအဲ့ဒီ education program အဲ့ဒီ program ကိုအောင်သွားတဲ့ခါမှာအရန်ပျော်ခဲ့တယ်ပေါ့နော်အဲ့ဒီချိန်တော့ လောက်ထိတောင်ပျော်ခဲ့လဲဆိုရင်အရင်ဆိုရင်စက်ကားတွေပဲကြည့်ဘူးလေသူများဘောနော်ဝမ်းတာလုံးလုံးမြည်ကြတယ်တဲ့အဲ့ဒါကိုနားမလဲခဲဘောနော်ဘာဖြစ်လို့ဝမ်းတာတာကိုမြည်ကြရတာလဲဘောနော်နားမလဲခဲဒါကသူတို့စက်ကားရဲ့အဲ့လိုပဲလို့ပဲထင်ခဲ့တာဘောနော်ဒါပေမဲ့တကယ်ကြီးကိုအဲ့ဒီအဲ့ဒီ program press day ဆိုတဲ့အကြောင်းဒီကိုကြားလိုက်ရတဲ့ချိန်မှာလေအဲ့လိုခံစားချက်နေပထမအောင်ဆုံးပဲခံစားရတယ် နောက်ခုလိုမျိုးအောင်သာရဒီပရိုဂရမ်မှာလည်းကျမရဲ့ဆရာရဲ့သင်ကြားပေးမှုနိုင်ညွန်ပေးမှုထောက်ပံ့မှုတွေလည်းအများကြီးပါတယ်ပေါ့နော်ဆရာကကျမတို့ခုနှစ်တန်းလောက်ခေရသူစာသင်ပေးတယ်ဆရာခုဆိုလို့ရှိရင်မလယ် University မှာဆရာလည်းကျောင်းသားတယောက်ပဲပေါ့နော်ဆရာအဲ့လိုမျိုးသူလည်းကျောင်းတက်နေရခြားတွေကသူအားရချင်းအဲ့လိုမျိုးပိတ်ရက်ဒီမှာ weekend မှာဆိုရင်ဆရာကစာသင်ပေးရယ် online ကနေပြီးတော့ဆရာစီတံမေတ္တာနဲ့ဆရာကလည်းသင်ပေးခဲ့ရယ်အခမ်းအနီနဲ့ကျောင်းသားတွေကိုသင်ပေးခဲ့ရယ် online ကနေပြီးတော့ဆရာကမညိုမညင်မဲပေါ့နော်အဲ့လိုမျိုး online ကနေဆိုတော့တစ်ခါတလေသင်ရတဲ့လူလည်းတစ်ခါတလေအဲ့လိုမျိုးစိတ်မပါတာတော့ကျောင်းသားရဲ့အခါတလေမတင်ကြလို့မျိုးဖြစ်တာလို့ အဲ့လိုမျိုးဆိုလို့ရှိရင်လည်းဆရာကကျောင်းသားတွေကိုအဲ့ဒါလည်းမညိုမညင်မနဲ့လည်းသင်ပေးတယ်။ဒါတလေကိုရီးယားအများကြီးဆရာပုံမှာလည်းမားခဲတာတွေလည်းရှိတယ်။ဒါပေမဲ့ဆရာကတော့မြေတာမပြတ်ပဲနဲ့သင်ပေးတယ်။အချိန်အကြာကြီးဖြစ်ပေါ်တော့ကျမတို့ဒီစက်နှစ်တန်းပြီးသွားခဲ့တဲ့ဒီအခုချိန်ထိဆရာကအချိန်အားရင်အားတယ်လို့သူမအားရတဲ့ဂျာတွေကသူလည်းသူ့ကြောင်းနဲ့သူ့စာနဲ့ ဖြစ်နေရခြားရရလဲကျွန်မတို့အားတဲ့ချိန်မှာဆိုလို့ရှိရင်မေတ္တာနဲ့ဆရာဆန်တည်ပေးခဲ့တယ်ဆရာရဲ့သင်ပေးခဲ့တဲ့ဒီကိုယ်ကိုထောက်ပံ့ပေးမှုရာတကယ်ကိုအတော်ဝင်ခဲ့တယ်ပေါ့နော်တကယ်ကိုအထောက်ပံ့ဖြစ်စေခဲ့ပါတယ်လို့အဲ့ဒီတော့လည်းဆရာကိုကျေးဇူးများကြီးတင်ပါတယ်မဒီမေဆောင်မြို့မှာရှိတဲ့ MSEP program မှာ pass တာခဲ့ပါတယ်ဒီ program က မိုင်းရီမန်ချာကလမ်းစအလင်းရောင်တစ်ခုဖြစ်တယ်။မိုင်းရီမန်ချာကတော့ဒီပရိုဂရမ်ရဲ့ CG EVP နဲ့ဒီ EVP ဆိုပြီးတဲ့ခါကျ University ရအောင်လို့ကြိုးစားမယ်။ကြိုးစားပြီးတဲ့ခါကျတော့ရှင်ဒီကျွန်မဒီမန်ချာဖြစ်တဲ့ကျွန်မဝတ္တနာပါတဲ့ဒီ business woman တယောက်အနေနဲ့ကျွန်မကြိုးစားပြီးတော့ကျွန်မဖြစ်ချင်ပါတယ်။အဲဒီမှာသွားပြီးဆက်သွားပြီးတဲ့ခါကျောင်းရှင်ကျွန်မရဲ့အိမ်ကိုပြန်ပြီးတော့ဖြစ်ချင်ပါတယ်။ကျွန်မမိသားစုအဆင်ပြေအောင်ကျွန်မပြန်ပြီးတော့ပါချင်ပါတယ်။ဒါရှင်ကအခုလက်ရှိ ူငယ်တွေရောနောက်လာမဲ့လူငယ်တွေကိုပြောချင်တာကဘယ်လောက်ပဲခက်ခဲခက်ခဲလဲကြလဲကြအခက်ခဲတွေနဲ့ရင်ဆိုင်ရပြီးတော့မှအဲ့ဒီအရာတွေမှာပဲနှိမ့်ညောမနေပါနဲ့မိလန်းကိုချပါအခွင့်အရေးရအောင်လို့ရုံးချွတ်ပါဒီလိုဆိုကိုအခက်ခဲနဲ့ကိုကိုဘွားနဲ့ကိုကိုအခက်ခဲနေရှိနေကြတာမို့လို့အဲ့ဒီအခက်ခဲတွေမှာပဲအဲ့ဒီအတိတ်တွေမှာပဲအဲ့ဒီဝမ်းနဲ့ပူဆင်းမှုတွေနဲ့မှာပဲစိတ်လောင်ပြီးတော့မနေပါနဲ့ကိုဘွားကိုကိုရှစ်ဆက်ပါရုံးချွတ်ပါ ိုတွက်ပို့ပြီးတော့အခွင့်အရေးတွေကိုရှာဖွေပါအဲ့ဒီအတွက်လည်းစူးစမ်းပါဘယ်သူတွေကိုတွက်မှာလဲမရှိရှိကိုကိုကိုယုံကြည်ပါကိုယ့်ဘက်မှာကိုရက်တည်ပါ never give up